အားလုံးမင်္ဂလာပါရောရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မေလ9ရက်နေ့ဒီကနေ့ကျွန်တော်ရဲ့မိဘတွေကိုသတင်းကောင်းတွေပြောစရာရှိနေပါတယ်ဆိုတော့ပုံမှန်တိုင်းဆိုရင်တော့ကျွန်တော်အရှိဆုံးကထွက်ပြီးတော့ဆိုးအော့ဆိုပြီးတော့អော်နေကြပါဟုတ်ပြီဒီကနေ့မှာကျွန်တော်တပြခဲ့တပြချင်းတဲ့အကြောင်းအရာတွေကကင်းပြင်းနယ်မျိုးတော်ဖအံဆိုတော့ဒီဖဟဒီဖအံကိုကင်းဒီလက်ထဲကိုတေချပေါက်ပြန်ပြီးရမှာဖြစ်တယ် ဒါခင်ပိုင်တဲ့နေရာကိုဗျာဆိုတော့ဒီအကြောင်းတွေကိုစည်သတင်းတွေနဲ့တကွာကျွန်တော်တပြပေးမယ်နောက်ထပ်ဒင်းတစ်ဖက်ကတော့မာအာလာနဲ့လဖတ်6ကျွန်တော်တို့၄နှစ်သားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘာကြောင့်ကြောက်လန့်နေရတာလဲဆိုတဲ့အကြောင်းတွေကိုတင်ပြပေးပါမယ်နောက်ဆုံးမှာတော့ KNDO ဗိုလ်ချုပ်စောရှိလီကျွန်တော်တို့ကဗိုလ်ချုပ်ရှိလို့ခေါ်ပါတယ်သူက2029ခုနှစ်မှာပဲရန်ကုန်အင်းစိန်မှာပရမ အထရကန်ဒီယိုယုံချုပ်စိုက်ခဲ့တဲ့နေရာမှာကန်ဒီယိုယုံချုပ်ထပ်ပြီးတော့ဖွင့်အောင်မယ်ဆိုတဲ့အကြောင်းကို သူပြောခဲ့ပါတယ်ဆိုတော့ဒါကြောင့်ဒါဗိုလ်ချုပ်စည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေမသိတာလေးတွေကိုကျွန်တော်တင်ပြပေးပါမယ်ကျွန်တော်က KNDO ကင်းစပညာတင်နန်းဆင်ခဲ့ပြီးတော့ KNDO အောက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ရေဘော်သူဖြစ်လို့ပါဟုတ်ပြီဒီကနေ့မှာကျွန်တော်တင်ပြခဲ့မယ်တင်ပြမယ်အကြောင်းအရာတွေကကျွန်တော်မိဘတွေ ဝမ်းသာဂုဏ်ယူစရာအကြောင်းတွေပြည့်နေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့မိဘတူချင်းစီတိုင်းကိုတရေစားဖိတ်ခေါ်လိုက်ပါတယ်တေချာဘော့ကတော့ဆိုးအောက်တွေအများကြီးကိုကျွန်တော်မိဘတွေတရက်သေးထိုင်ပြီးတော့អော်ရမထင်နေဗျာကျွန်တော်တို့အချို့သောစည်ရည်တည်ရင်အရင်းမြစ်တွေအရာ အာကျွန်တော်တက်ခိုက်သိမ့်ပိုက်ပြီးတဲ့တကယ့်ကိုကျွန်တော်ဖတ်စစ်ခွတ်တဲ့နမဲကြီးတဲ့တက်စကန်အကြီးကြီးတွေကိုကျွန်တော်တို့လက်ထဲကိုရောက်ရှိနေပါပြီ။တစ်ဆက်တည်းမှာပဲကျွန်တော်ရှေ့ဆက်ပြီးတော့စစ်စင်ကြီးဆက်လုပ်ရတဲ့အခြေအနေမှာ ကျွန်တော်တို့ထိမ့်သိမ့်တက်ခိုက်သိမ့်ပိုက်ပြီးတဲ့နေရာကိုကျညာချက်တွေအောင်ပွဲသတင်းတွေမထုတ်ပြန်သေးတာဖြစ်တဲ့အကြောင်းကိုကနဦးကျွမ်းမိွားတွေကိုပြောချင်ပါတယ်။ဟုတ်ပြီ။ကျွန်တော်တို့ လီဗျာတပိတ်တိုက်ပွဲဝင်ခဲ့သူတွေအကြောင်းကိုကျွန်တော်နည်းနည်းလေးဤတန်ပြောချင်ပါတယ်ဟုတ်ကဲ့ပါလီဗျာတပိတ်တိုက်ပွဲဝင်သူတွေကိုနှိမ်နှင်းဖို့အတွက်တရုတ်ကကဒါဘီကိုလက်နက်ထုတ်ပေးခဲ့ပါတယ်ကဒါဘီကိုတရုတ်ကအားပေးခဲ့တာဟုတ်ပြီကဒါဘီကြဆုံးသွားပြီကျွန်တော်တို့လီဗျာတော်လှန်ရေးအစိုးရတက်လာတယ်ဆိုတော့တရုတ်ကအဲ့ဒီတော်လှန်ရေးအစိုးရကို ထောက်ခံပါတယ်လို့ထုတ်ဖော်ပြောဆိုတယ် ်ဟုတ်ပြီလေပြတော်လန်ရေးအစိုးရကဘာပြန်ပြောလဲကျွန်တော်တို့တော်လန်ရေးကာလမှာ ကျွန်တော်တို့ကို မထောက်ခံတဲ့နိုင်ငံနှစ်နိုင်ငံရှိတယ်အဲ့ဒီနိုင်ငံနှစ်နိုင်ငံကလည်းပဲတရုတ်နဲ့ရုရှားဆိုတော့အဲ့ဒီနိုင်ငံနှစ်နိုင်ငံကျွန်တော်တို့လေပြားနိုင်ငံတွေကနေအပီးအပိုင်ထွက်သွားအဲ့ဒီစကားပဲပြန်တုတ်ပြန်လိုက်တာ တကယ်လို့မထွက်သွားဘူးဆိုရင်တော့သူတို့အားလုံးရဲ့အသက်ကိုကျွန်တော်တို့အမခံမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပါပြက်ပြက်သားသားပြောလိုက်ပါတယ်ဆိုတော့ဒီခင်ချင်းလေးနဲ့လက်ရှိကျွန်တော်တို့နိုင်ငံအတွင်းထဲမှာဖြစ်နေတဲ့ခင်ချင်းလေးနဲ့သွားပြီးတော့တူနေတာလေးတဲ့အချက်လေးလည်းရှိပါတယ်ဆိုတော့တူနေတဲ့အချက်ကလက်ရှိအချိန်မှာအချမ်းမဖက်စစ်ခွေးတက်ကိုထောက်ပံ့ကူညီနေတာကတရုတ်အစိုးရ ျွန်တော်တို့ဒါလီဗျာမှာ တိုက်ပွဲဝင်နေတဲ့တော်လန်သောသူတွေကိုနှိမ်နင်းဖို့အတွက်ဂရာဘီကိုလက်နက်ထုတ်ပေးခဲ့တာကလည်းတရုတ်အစိုးရဖြစ်တယ်။ကျွန်တော်လီဗျာတော်လန်ရေးတိုက်ပွဲအောင်မြင်သွားတဲ့အချိန်မှာတော်လန်သောအစိုးရတက်လာတဲ့အချိန်မှာအဲ့ဒီအစိုးရကို ထောက်ခံပါတယ်လို့ပြောတာကလည်းတရုတ်ပဲ။ဒါပေမဲ့လီဗျာတော်လန်ရဲ့အစိုးရကပြပြတသားပဲသူတို့ကိုမောင်းထုတ်ခဲ့တယ်။မသွားဘူးဆိုရင်တော့ သူတို့ရဲ့အသက်အန္တရာယ်ကိုကျွန်တော်အမခံပေးမှာမဟုတ်တော့ဘူးဆိုတဲ့အကြောင်းမှာထည့်ပြောထည့်ပြောလိုက်ပါတယ်ဆိုတော့ဒီအကြောင်းလေးတွေကိုကျွန်တော်မိပါတယ်အနေငယ် sharing ပြန်ပြီးတော့ဝေမျှနေခြင်းဖြစ်ပါတယ်ဟုတ်ပြီပရမဟုစွာကရင်နဲ့ပတ်သက်တဲ့တည်င်းတွေကျွန်တော်တို့ဒါတင်ပြတဲ့နေရာတွေမှာယနေ့ချိန်ထိကျွန်တော်တို့ဒါကရင်တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိပါတယ် အဲအားမလို့အားမရဖြစ်နေသေးတာကိုကျွန်တော်တွေ့နေရပါတယ်ဆိုတော့ဒါတွေကလည်းအရှိမပြပြခဲ့တဲ့ဥပမာမြောက်ရီမှာကျွန်တော်တို့ဒါအလုံးစုံတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အခြေအနေထိရောက်ခဲ့သည့်တိုင်အောင်မြောက်ရီကနေပြီးတော့ကျွန်တော်တို့ပြန်ဆုတ်ခွာပေးလိုက်ရတဲ့ KNU နဲ့ကျွန်တော်တို့ပူပေါင်းပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့အကြောင်းကိုယနေ့အချိန်ထိကျွန်တော်မိဘတွေကမမေ့သေးတာပါကျွန်တော်တို့အခု ခရင်ရဲ့ဆက်စင်ရှိဟာပူပေါင်းထားတဲ့တပ်ဖွဲ့ဝင်တွေနဲ့ပဲပြန်ပြီးတော့ပုတ်ဖော်နေတာဖြစ်တယ်ဆိုတော့ခရင်မှာကျွန်တော်တို့ KNU KNL TKPA BGF PC အဓိကဖြစ်ရှိပါတယ်ဆိုတော့အဲ့ထဲမှာရှိတဲ့ PC ငင်းကြဲရေးကောင်စီအကြောင်းကိုကျွန်တော်ဒီကနေ့နည်းနည်းလေးတင်ပြပေးခြင်းပါတယ်ဆိုတော့ PC ငင်းကြဲရေးကောင်စီ ဆိုတော့သူတို့ဟာလည်းလက်နက်ကင်ထားတဲ့ကရင်လက်နက်ကင်အဖွဲ့အစည်းဖြစ်ပါတယ်။အဲ့ဒီ PC ကတရင်တပ်ဖွဲ့အချို့ဟာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုမွေးထုတ်ပေးခဲ့တာတွေရှိပါတယ်။ဆိုတော့ PC ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့အကုန်လုံးကိုခြုံငုံပြောဆိုလို့မသိတဲ့အကြောင်းကိုလည်းကျွန်တော်နည်းနည်းလေးတင်ပြပေးနေခြင်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နဲ့ထိစပ်နေမြေမှာ PC ဒါ Syscan ကြီးကြီးရှိပါတယ်။ ဆိုတော့အဲ့ဒီ sys scan မှာကျွန်တော်တို့ဒါလက်ရန်ကုန်ဒါမှမဟုတ်နေရာဒေသအသီးသီးကရောက်ရှိလာတဲ့ကျွန်တော်တို့လူငယ်တွေကိုစစ်တင်နှံပေးတယ်နေရာထိုင်ခင်းစီစဉ်ပေးတယ်မိသားစုဝင်တွေကိုပါဒါစားဝတ်နေရေးအဆင်ပြေအောင်သူတို့တွေကူညီနေတာကိုလည်းရှိတယ်လက်ရှိအချိန်ထိလည်း PC တပ်ဖွဲ့ဝင်တွေဟာကျွန်တော်တို့တော်လှန်ရေးအစဒီနေ့အချိန်ထိပါဝင်ပြီးတော့အားဖြည့်တိုက်ပွဲဝင်နေတာကို တွေ့ရမှာဖြစ်တယ် အကျွန်တော်ရဲ့တငငချင်းတယောက်ကလည်းလက်ရှိ PC မှာတာဝန်ထမ်းဆောင်နေပါတယ်ဆိုတော့သူဟာဒီနေ့တိုက်ပွဲတွေအတွင်းထဲမှာပါဝင်နေတဲ့ရဲဘော်လူငယ်တူဖြစ်ပါတယ်ဟုတ်ပြီ DGB DGB လက်ထုံကြီးကောင်းပါပဲကျွန်တော်တို့လက်ရှိအချိန်မှာ DGBA ကျွန်တော်တို့တပ်ဖွဲ့ဝင်ရဲ့အောက်မှာလဲကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်အများအပြားရှိပါတယ်ဆိုတော့ DGBA ဆိုတော့ခေါင်းစဉ်တစ်ခုအောက်မှာလဲကျွန်တော်တို့အကုန်လုံးကိုခြုံငုံပြီးတော့ဒါတုံးတက်ဖို့အနေငယ်ခက်ခဲပါတယ်ပြီးတော့ BGF ဆိုတော့ BGF ဘောရာဂတ်ဖို့ဆိုတော့ဒီနာမည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိဘတွေကြားလိုက်ပြီးဆိုတာနဲ့မင်းအောင်လှိုင်နဲ့အကျန်းဖတ်ဖွဲ့နဲ့ပေါင်းနေတဲ့သူတွေလို့မြင်တွေ့တုံးတက်ကြတာကိုအများစုတွေ့ရပါတယ် BGF မှာလည်းပဲ ကျွန်တော်တို့လူငယ်တွေကိုကိုကျင်းစာတဲ့ပြီးတော့ကျွန်တော်တို့လူငယ်တွေကိုတန်ဖိုးထားတဲ့သူတွေအများကြီးရှိပါတယ်ဆိုတော့သူတို့နယ်လဲကျွန်တော်မြေပြင်မှာစုံတွေးဆက်ဆံခဲ့ဘူးပါတယ်အဓိကအဖြစ်ကျွန်တော်ပြောချင်တာကတော့ DAB တော်လကောင်း BGF တော်လကောင်း PC တော်လကောင်းဆိုတော့ဒီအဖွဲ့စည်းတွေဟာကျွန်တော်တော်လှန်တော်မိဖပြည်သူတွေနဲ့ဒါတသွေးတဲ့တသားတဲ့ရှိနေပါတယ်ဆိုတော့ထုတ်ပြန်ချက်တွေ တို့တွေမထုတ်ပြန်ပေမယ်ကျွန်တော်နောက်ွယ်မှာကျွန်တော်တော်လန်ရေးကိုကူညီနေတဲ့အခန်းကဏ္ဍတွေလည်းရှိနေစေဖြစ်တဲ့အကြောင်းကိုကျွန်မိဘတွေကိုအနေနဲ့တင်ပြပေးချင်တာကလက်ရှိ KNU ဦးဆောင်ပြီးတော့စစ်စင်လုပ်နေတဲ့အခုတိုက်ပွဲတွင်းထဲမှာ BGF လည်းပါဝင်အဖြစ်ပေးနေတယ် DGB လည်းပါဝင်အဖြစ်ပေးနေရတယ်ပြီးတော့ PC လည်းပဲ ါဝင်အားဖြစ်နေတယ်ပြောချင်တာကတော့မိခင် KNU ရဲ့အောက်မှာအလုတ်ပြန်လုတ်နေကြတယ်ဆိုတာကို join ပြပါတယ်ကိုတင်ပြပေးချင်တာပါဒီကြပို့ပြီးတော့အားကောင်းမောင်းတန်ဖြစ်စေတာကကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေဟာကရင်နေမြေတွင်းထဲမှာအင်ပြီးအပြီးရှိနေတာပါဆိုတော့ကျွန်တော်ရဲ့သတင်းကိုအများနဲ့ကြည့်နေကျွန်တော်မိပါတယ်ညီကိုမောင်မတွေကျွန်တော်အများနဲ့ပြောပြတယ်လက်ရှိကင်းပြည်နယ်တွင်းထဲမှာရှိတဲ့မြေသိစစ်ကြောင်းမဆို့ စုံစမ်းလို့ရတယ်မေးလို့ရတယ်ပြေးကြည့်လို့ရတယ်ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်တွေအများအပြားတာဝန်ထမ်းဆောင်နေတာပါဟုတ်ပြီဒါဆိုရင်တော့နောက်ထပ်တစ်ခုက KNU မိခင်အဖွဲ့အစည်းစီမှာ BGF DGBA PC စတဲ့အဖွဲ့တွေပူးပေါင်းသွားပြီလား ဆိုတော့ဒီအချက်ကိုကျွန်တော်တို့ကရင်တွေကောင်းကောင်းလှုပ်ဆောင်ခဲ့တာရှိပါတယ်။ဒါကြောင့်ကရင်ကြီးထုတ်ပြန်ခြင်းညာထုတ်ဖို့ပြောဆိုချက်တွေမှာဘာတွေ့ရမလဲဆိုကရင်ချင်းချင်းပြန်မတိုက်ဘူးဆိုတော့ဒါသူတို့ပြောဆိုခဲ့တာတွေကိုလည်းကျွန်တော်ရဲ့မိဘတွေအတွေ့ရှိခဲ့ပြီးဖြစ်ပါလိမ့်မယ်။ဟုတ်ပြီ။ခနေ့ချိန်မှာတော့ကရင်ပြည်နယ်အတွင်းထဲမှာရှိတဲ့လက်နက်ကင်အဖွဲ့အစည်းတွေအားလုံးဟာ KNU မိခင် တပ်ဖွဲ့နဲ့အတူတူပူပေါင်းလှုပ်ဆောင်နေကြကိုအကြမ်းမဖက်စစ်တပ်ကတိတယ်သူတို့ဒါကြောင့်သူတို့ရသလောက်စွဲခေါ်ပြီးတော့ရသလောက်သူတို့တွေသူတို့ရဲ့လက်ကင်တို့ဖြစ်လက်ရှိအတုံးချခံနေရတဲ့အဖွဲ့ငယ်လေးတွေလည်းရှိပါတယ်ဆိုတော့ DGB အောက်မှာလည်းပဲ DGB ရဲ့ဒါအဖွဲ့တွေအများကြီးရှိပါတယ်ဆိုတော့အဲ့ဒီထဲမှာ ကျွန်တော်တို့ဒါအကျံဖက်စစ်ခွေးတက်နဲ့စီးပွားရေးအလွန်ကျွံလုတ်ခဲ့တဲ့သူတွေပြောချင်တာကတော့ကရင်ကရင်နယ်မြေတွင်းထဲမှာနေပြီးတော့ကရင်ပြည်သူမျက်နှာကိုတော့မှမပြရဲလောက်တဲ့သူတွေရှိနေပါတယ်ဒါလည်းပဲသူတို့တွေအာစီးပွားရေးတွေအရန်ကိုကျွံကျွံလုံလုံကျွံခဲ့တာဗောဗျာဒါကြောင့်လည်းတော့လို့မရတဲ့အခြေအနေမှာသူတို့တွေကဖြစ်ချင်အောင်ဖြစ်ပုံစံမျိုး အကြဖတ်စစ်ခွတ်တက်နဲ့ဒါပေါင်းွားတာတွေလည်းရှိကောင်းလည်းရှိပါလိမ့်မယ်ထုံနေကောင်းမယ်အခြားသောသူတွေလည်းရှိပါလိမ့်မယ်ဒါဟာအနည်းငယ်သောပမာဏပဲဖြစ်ပါမယ်ဟုတ်ပြီ DKBA BGF KNL PC ဆိုတော့ဒီအဖွဲ့တွေအကုန်လုံးပေါင်းသွားရင်ဆိုတဲ့စိုးရင်ချက်မျိုးနဲ့အကြမ်းဖက်စစ်ခွေးတက်ဟာယနေ့အချိန်မှာကရင်ကိုပြန်ပြီးတော့သူတွေကြောက်လန့်နေရပါပြီ သူတို့ရဲ့ကြောက်လန့်မှုကိုဘယ်မှာတွေ့ရမလဲဆိုရင်လက်ရှိကင်ပြည်နယ်ရဲ့ကျွန်တော်တို့မြို့တော်ဖတ်အမ်းမှာရှိတဲ့တရင်တပ်ဖွဲ့တွေရေစကန်တွေယုံထာနာတွေအကုန်လုံးမှာရှိရှိသမျှနေရာအကုန်လုံးခုခံစစ်ကိုပြင်ဆင်နေကြပါတယ်။ဘန်ဂါရီကိုကြီးကျယ်စောက်ဂရုချင်းတွေကိုလူရက်ထက်တောင်းမြင့်တဲ့ဂရုချင်းတွေတူးပြီးတော့သူတို့တွေခုခံဖို့အတွက်အကြီးအကျယ်ပြင်ဆင်ထားပါတယ်။အချို့တော့ ဒါလမဆက်တော်ကြီးတရားတွေကိုသူတို့ကို၌ချိုးဖြတ်ပြီးတော့သူတို့စီကိုမဝင်လာအောင်သူတို့တွေပုံဖော်နေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်တို့လက်ရှိတိုက်ပွဲတွေကဖန်နဲ့တော်တော်လေးကိုနီးကပ်နေတာပါကျွန်တော်ပြောပြီးသားပြင်းပြင်းနဲ့မြို့တော်ဖန်အန်အဲ့ဒီမြို့ဟာကရင်တွေပိုင်တဲ့မြို့ပါကရင်တွေလက်ထဲကိုတေချာပေါက်ပြန်ပေးရမှာဖြစ်တယ်မနေ့မမြန်ပါပဲ ဆိုတော့တခုရှိတာကတော့ကျွန်တော်တို့နောက်ပိုင်းစစ်စင်ရေးနဲ့နောက်ပိုင်းတိုက်ပွဲတွေမှာကျွန်တော်တို့စစ်ရေးကိုပြက်ပြက်တားတားဆောင်ရွက်နေပါတယ်ဆိုတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသလိုပေါ့ရန်သူကိုမညာနဲ့ဆိုတဲ့စကားနဲ့ကျွန်တော်တို့ထပ်တူကြပါတယ်ဆိုတော့ကရင်နဲ့လည်းရခိုင်နဲ့ဆက်သွယ်ရှိပြီးသားပါ ကရင်နဲ့လည်း KIA ကချင်နဲ့လည်းဆက်သွယ်ရှိပြီးသားပါချင်းနဲ့လည်းဆက်သွယ်ရှိပြီးသားပါ ဒါကြဒီ2025မှာကျွန်တော်တို့အားလုံးကချိတ်ဆက်ပြီးတော့လှုပ်ဆောင်နေကြတာကိုထူးခြားစွာတွေ့ရမှာဖြစ်တဲ့ကျွန်တော်တို့ဒါရှမ်းမန်းစစ်စင်ရေမန်လေးအထိရောက်လာနိုင်တဲ့စစ်မီးကိုတရုတ်ဟာမန်လေးကိုသူတို့လက်ထဲမှာထားခြင်းနဲ့ပုံစံတွေကြောင့် ကျွန်တော်တို့ TNL လေးလက်ရှိအချိန်မှာဖိအားတွေပေးခံနေရတယ် MNDA လည်းဖိအားတွေပေးခံရတယ်ပြောချင်တာကတော့အပြစ်ခတ်ရစဲနေတဲ့အခြေအနေမှာကျွန်တော်တို့ KIA ပြီးတော့အရခတ်တော် AA ပြီးတော့ KNU ပြီးတော့ချင်းတပ်ဖွဲ့ဝင်တွေစစ်မျက်နှာပြင် ဖွင့်ထားပါတယ်ဟုတ်ပြီ ဖမ်းမှာရှိတဲ့တမ22အောက်ကဒါခမယခလယစေတက်တထိန်ထောက်ဖို့ကြီးတက်အမြောက်တက်ဆက်သွယ်ရေးတက်ဆာယဖာစလနဲ့ပစ္စည်းကျွန်တော်တို့တက်တွေအကုန်လုံးသူတို့ရဲ့သားသမီးတွေကိုအကြောင်းပြမတက်တော့ပါဘူးဆရာသူတို့ရဲ့သားသမီးတွေဘာကြောင့်အကြောင်းပြမတက်တော့တာလဲအကြမ်းဖက်စစ်ခွေးတက်ထိပ်ပိုင်းခေါင်းဆောင်တွေကသူတို့အာနာတီမြဲဖို့အတွက် သူတို့အသက်ဆက်ပြီးတော့ရှင်သန်နိုင်ဖို့အတွက်သူတို့ရဲ့တယင်းတက်ဖွဲ့သူတို့အောက်ကသူတွေကိုကျုံလုံးမျိုးထားတယ်ဆိုတာဒီနေ့တင်းမှာထင်ရှားစွာကျွန်တော်တွေ့ရမှာဖြစ်တယ်ဟုတ်ပြီအခုအကျံဖက်စစ်ခွေးတက်ရဲ့စစ်သားသမီးတွေသူတို့တွေကိုအကြောင်းပေးမတက်ဖဲနဲ့စစ်တင်နန်းတွေတက်ခိုင်းနေပါတယ်ဒါပြသူတို့နဲ့ ဒါအတူမိသားစုလိုက်နေထိုင်တဲ့သူတို့ရဲ့မိမတွေလည်းပါတယ်သူတို့ရဲ့ချွေးမတွေလည်းပါအကုန်လုံးပေါ့ဗျာမိသားစုအကုန်လုံးဟာကာကွယ်ရေးနဲ့တိုက်ခိုက်ရေးတင်တန်းတွေတက်နေရပါပြီဆိုတော့ဒါဟာထင်ရှားပါတယ်သူတို့ရဲ့အာဏာတည်မြဲဖို့အတွက်အကုန်လုံးကိုခြာနှင်းနေတယ်ဆိုတာကိုဒီကနေ့ထပ်မှန်ပြီးတော့ကျွန်တော်တို့တွေ့လိုက်ရတာဖြစ်တယ်ပြီးတော့ မျိုးစောက်တအရင်အရင်အသုံးဖို့ဆိုပြီးတော့တတွင်းကသူတွေမိသားစုမှန်သမျှသားသမီးတွေပါအကုန်လုံးကိုသူတို့တွေကစစ်တနန်းပေးနေပြီးတော့အဲ့ဒီစစ်တနန်းကိုဘယ်မှာလောက်တာလဲဆိုရင်ကျွန်တော်တို့201 202မှာစစ်တနန်းပေးနေပါတယ်ပြီးတော့အချို့ဆိုရင်ပြင်ပမှာအလုံးလုံးနေတဲ့သူတွေရှိပါတယ်ပြင်ပမှာအလုံးလုံးနေတဲ့သူတွေကိုပါအလုပ်တွေအကုန်လုံးကိုထွက်ခိုင်းပြီးတော့ညှူဆောင်တက်ထဲမှာ ထဲ့ဖို့အတွက်စစ်တင်နံမဖြစ်မနေတက်နေရပါတယ်။ဘာကြောင့်ဖအံမှာအသေးအံသူတို့ဒီလောက်ထိဖြစ်ပြတ်နေတာလဲ။ကျွန်တော်တို့ဖအံမျိုးသိမ်းတိုက်ပွဲလို့မအော်သေးဘူးနော်။ဆိုတော့သူတို့တွေဖအံမှာကြာကြာမနေရတော့ဘူးဆိုတာသူတို့ကောင်းကောင်းသိတယ်။ကရင်ရဲ့ဒါစည်ရင်နိုင်ငံရေးပူပေါင်းပြီးတော့သွားတဲ့ ဒီ system လေးကိုကျွန်တော်လိလာကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့တော့တစ်ခါတည်းဟိုမသိနိုင်တာတွေအများကြီးဖြစ်သွားတာတွေရှိပါတယ်ဥပမာ ကရင်ကရင် အချင်းကိုပဲပြန်ပြီးတော့တို့တွေဒါထိန်းခိုင်းတဲ့ပုံစံမျိုးတွေကျွန်တော်တို့ထူးခြားစွာတွေ့ရမှာဖြစ်တယ်ကျွန်တော်မြဝရီကိုကျွန်တော်တက်ခဲ့တိတ်ပတ်ပြီးပြီးတော့မြဝရီမှာတကယ်တမ်းတာဝန်ရှိ ထိမ့်သိမ့်လိုက်တာက BGF ဖြစ်တယ်ဆိုတော့ကျွန်တော်တို့သူတို့ကရင်နယ်မြေမှာကရင်တပ်ဖွဲ့ဝင်ကိုပဲပြန်ပြီးတော့မြောက်ဒီမှာမျိုးဆောင်တက်ပြန်ပြီးတော့အသုံးပြလိုက်တဲ့ပုံသဏ္ဍာန်ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်ဒါအခြားသောဒါတိုင်းရင်းသားနယ်မြေတွေမှာ မတွေ့ရတဲ့ပုံစံမျိုးပြီးတော့ဒါနည်းနည်းလေးအကွဲပြားတဲ့ပုံစံမျိုးကျွန်တော်တို့ကရင်နယ်မြေတွင်းမှာတွေ့နေရတာဖြစ်ပါတယ် အခုကျွန်တော်တို့ဒါကွန်ကရစ်ကြုံတို့တိုက်ပွဲတွေမှာစစ်ကန်တော်တော်များများကိုတခက်သိမ့်ပိုက်နေတဲ့အပြင်တလင်းနာရီနဲ့ဘကိုးအထီကိုပါ KNU တပ်မဟာတွေဟာစစ်မျက်နှာပြင်ဖွင့်ပြီးတော့အဂျမဖက်စစ်ခွေးတက်စကန်ကိုတပြက်သားသားခြေမုံတုတ်တည်နေပါတယ်။ဒါကြောင့်လည်းပဲ KNU ဘုတ်ချုပ်စောရှိလေကရန်ကုန်အင်းစိန်မှာ KNDO ဌာနချုပ် 2029ခုနှစ်မှာဖွင့်လှစ်သွားမယ်လို့သူပြောဆိုခဲ့တာဖြစ်တယ်။ဟုတ်ပြီ။ကျင်းနဲ့ဆက်ဆက်ပြီးတော့ဒါချက်ပြီးတော့ကျောင်းမိဘတွေကိုတင်ပြချင်တာကလက်ရှိအချိန်မှာကျောင်းဖက်စစ်ခွေတက်အား KNU DGBA PC BGF အဲ့ဒီအဖွဲ့တွေကိုပါသူတို့တွေတော်တော်လေးကိုကြောက်လန့်နေရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့တွေ ထိမ့်လို့မရတော့တဲ့အခြေအနေပြီးတော့သူတို့ရဲ့ control သူတို့ရဲ့အာနာအောက်မှာမရှိတော့ဘူးဆိုတာကိုသူတို့ကောင်းကောင်းရိစားမိနေပါတယ်အဲ့လိုရိစားမိတော့သူတို့ကတစ်ဖက်လှဲ့နေဗာပြန်လို့လဲဆိုရင်ကင်းပြင်းနေအတွင်းမှာရှိတဲ့ဖုံးတော်ကြီးတွေကိုပြန်ပြီးတော့သူတို့အကူညီပြန်တောင်းနေရပါတယ်ဘလို့အကူညီပြန်တောင်းနေတာလဲဆိုရင်ကရင်ဖုံးတော်ကြီးတွေဟာလက်ရှိကရင်အုပ်စုတွေပြည်နာကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကိုထိမ့်ထိမ့်တိမ့်တိမ့်လုပေးဖို့ ပြီးတော့ဖြောင်းပြဖို့နားချဖို့အတွက်ကရင်ဖုံးကြီးတွေကိုအသုံးပြုနေပါတယ်တော်တော်လေးလဲခတ်တယ်ကောင်းတယ်နော်ကြောက်မိပါဆိုတော့လက်ရှိသမိုင်းတောက်လျှောက်မှာအញ្ញံပြင်းဆုံးသောကောင်းတွေအရက်အယုတ်မှဆုံးသောကောင်းတွေအရက်ဆက်ဆုံးသောကောင်းတွေ ပြီးတော့အုံနောက်မဲ့ဆုံးသောကောင်တွေကိုကျွန်တော်တို့တွေ့နေရဖြစ်တယ်သူတို့မကြခင်ကာလအတွင်းမှာပဲခရင်ပြည်နယ်အတွင်းထဲမှာတော်တော်ဟိုဆူဆူဝါဝအခြေနေတွေနဲ့အကြမ်းမဖက်စစ်ခွေးတက်ကကောင်တွေကြုံတွေ့ရပါတော့မယ်ပြီးတော့သူတို့နဲ့ဆက်ဆက်တဲ့သူမှန်သမျှဟာလေခရင်ပြည်နယ်အတွင်းထဲမှာ စုစုဝဝဘဝစသိမ်းရပါလိမ့်မယ်ဟုတ်ပြီကဲဒီကိုဘုဂျုံစောရှိလေဆရာဘုဂျုံနဲ့ပတ်သက်ပြီးတော့အချို့မသိတဲ့သူတွေလည်းရှိပါတယ်အကျွန်တော်တို့ကရင်မှာတပ်ဖွဲ့ဝင်တွေများတယ်ခေါင်းဆောင်တွေများတယ်ဆိုတော့ကရင်ရဲ့ဒါဘုဂျုံပေါ့နော်ကရင်ရဲ့စစ်ဘုဂျုံဘာလို့လဲဆိုရင်တော့မှအချို့မိဘပြည်သူတွေမသိကြတာတွေအများကြီးရှိပါတယ်ဘာလို့တော့တက်မဟာတွေလည်းအများကြီးရှိတာဟုတ်တက်မဟာတက်မဟာနဲ့တက်မဟာသုံး ဆိုတော့ကျွန်တော်အာရကတက်တော် AA ဆိုရင်ဘုจุထုံးမြတ်နိုင်ဘုจุထုံးမြတ်နိုင်ရဲ့အမိန့်တစ်ခုတည်းအောက်မှာသူတို့ရဲ့ပြည်သူကလည်းပါတယ်သူတို့ရဲ့ရဲဘော်တွေကလည်းပဲဒီမိန့်ကိုငါခံဖို့အစဉ်နဲ့ရှိနေတယ်ဆိုတော့ကင်ပြည်နယ်မှာဘသူကအမိန့်ပေးမှလဲကင်ပြည်နယ်မှာလက်ရှိဘသူတာဝန်ထမ်းဆောင်နေတာလဲဘသူကဘူချုပ်လဲဆိုတာမျိုးကို အချို့အာမသိတဲ့သူတွေရှိပါတယ် ။ဘုချုပ်စောရှိလေကတော့ KNDO ရဲ့ဘုချုပ်ဖြစ်ပါတယ်။ဘုချုပ်စောရှိလေကျွန်တော်တို့အခေါ်ဘုချုပ်စီသူနဲ့ကျွန်တော်နဲ့ကကျွန်တော်စကမ်းမှာပဲအဲတွေ့ဆုံခဲ့ဘူးတယ်ပြီးတော့ KNDO ဌာနချုပ်မှာလည်းကျွန်တော်နဲ့တွေ့ဆုံခဲ့ဘူးပါတယ်။ပြီးတော့အခြားသောတရင်တွေမှာလည်း KNDO တရင်တွေမှာလည်းကျွန်တော်နဲ့တွေ့ဆုံခဲ့ဘူးပါတယ်။အာကျွန်တော်ကကရင် KNDO ကျွန်တော်တို့ဒါအပစင်နှစ်မှာတင်းနှက်တက်ခဲ့တဲ့ရေဘော်တအူးဖြစ်ပါတယ်ဆိုတော့ခင်ပြည်နယ်မှာကျွန်တော်တာဝန် အများကြီးကျွန်တော်ထမ်းဆောင်ခဲ့တယ်။ဆိုတော့ဘုကျုပ်စီဘုကျုပ်စီပေါ့နော်ဘုကျုပ်စီကျွန်တော်စကန်ကိုလာတဲ့အချိန်လေးကိုကျွန်တော်မိပါတွေကိုပြန်ပြီးတော့တင်ပြပေးခြင်းတယ်။ဆိုတော့ကျွန်တော်ရဲ့ရဲဘော်ဘားရိုက်ထဲကို သူ့ဝင်လာတယ်။ပြီးတော့ကျွန်တော်ရဲ့အလံကွင်းကို သူသွားကြည့်တယ်။ပြီးတော့ကျွန်တော်ရဲ့ဒါဒီစာချိတိုက်ပေါ့နော်စာချိတိုက်နဲ့အဲနားနေဆောင်ကိုသူကြည့်တယ်။ပြီးတော့ကျွန်တော်ဘားရိုက်ထဲကိုဝင်လာတယ်။ဆိုတော့သူထင်ထားတဲ့ စခန်းပုံစံမျိုးမဟုတ်တာကိုသူကောင်းကောင်းတွေ့ပါတယ်ကျွန်တော်စကန်းကိုကျွန်တော်အကောင်းဆုံးအသက်ရဆုံးဒါအစင်ပြေဆုံးကျွန်တော်တို့လူငယ်တွေကကြိုးစားပြီးတော့တိစောက်ခဲ့ပါတယ်ဘာလိုက်ဆိုရင်လည်းပဲအာရဲဘော်တွေပေါ့နော်အာမိုးလုံးလေလုံးနဲ့ကောင်းကောင်းမွန်မွန်နေထိုင်နိုင်အောင်ကျွန်တော်ကြိုးစားပြီးတော့တိစောက်ခဲ့ပါတယ်ကျွန်တော်ဗိုလ်ချုပ်စည်းလာတဲ့ကျွန်တော်လူငယ်တွေကိုစကားပြောတယ်ပြောလူငယ်တွေကိုအားပေးစကားပြောတယ် ဆိုတော့ဘုจุတယောက်လာလို့ကျွန်တော်တို့ဟာသူတို့အတွက်ထူးထူးခြားခြားအခံပေးစရာမလိုပါဘူးအဲ့ဒါဟာကျွန်တော်တော်လိုင်းတော့တိုင်းသားနေမြေတွေမှာ တွေ့ရတဲ့ပုံစံလေးတစ်ခုပါဆိုပါတော့အဲသူတို့လာမယ်သူတို့တွေကျွန်တော်တို့ဘယ်လိုမျိုးအခံရမယ်ဘာလို့ကျွေးမွေးရမယ်အဘဲချင်းလာမယ်ဘဲချင်းပြန်မယ်ဘယ်လိုပြင်ရမယ်လုံချိုကြီးကိုဘယ်လိုလုပ်ရမလဲဘာညာဆိုတာမျိုးမရှိပါဘူးပုံမှန်အတိုင်းပဲလာတယ် တို့ရဲဘော်တွေနဲ့ဘာလိုက်ကြမ်းငင်းမှာပဲအတူတူထိုင်ပြီးတော့စကားပြောကြပါတယ်။ကျွန်တော်တို့ဘာလိုက်ကြမ်းငင်းမှာပဲကျွန်တော်ရဲဘော်တွေစကားအတူတူပြောတယ်။အဲကျွန်တော်တို့ဒါအဲ့ခန့်ကျူးမွေးစရာမလိုလောက်အောင်ကိုအာဘီညီနေတဲ့ဒါဘူဂျူဆော့ရှိလေအကြောင်းကိုကျွန်တော်မိဘတွေကိုတင်ပြနေတာပါ။ဟုတ်ပြီ။ကျွန်တော် KNDO နဲ့ပတ်သက်ပြီးတော့အာတမိုင်းအစဉ်ဆက်ကလည်းရှိနေပါတယ်။ ပြီးတော့အခုဘုဇုတ်စောကြီးလေးကထုတ်ပေါ်ပြောဆိုလိုက်ပြီးရန်ကုန်အင်းစိန်မှာသူရဲ့ဌာနချုပ်ကိုဖွင့်လှစ်သွားမယ်။ဘယ်ခုနှစ်မှာဖွင့်လှစ်သွားမှာလဲ2029မှာဖွင့်လှစ်သွားမယ်။ဆိုတော့ဒီစကားနဲ့ပတ်သက်ပြီးတော့သူရဲ့ပြောဆိုမှုမှာလည်းပဲဒါတို့အမလို့အမရဖြစ်နေသေးတဲ့အခြေအနေတွေလည်းကျွန်တော်တို့လေ့လာသုံးသပ်မိပါတယ်ဆိုတော့ဘ ෝජ ုတ်တယောက်ကပြောလိုက်တဲ့စကား ကိုကျွန်တော်တို့လည်းဒါဝိယံအာပေးထောက်ခံဖို့အရေးကြီးပါတယ်ဆိုတော့2029မှာရန်ကုန်အင်းစိန်ရန်ကုန်မှာပေါ့ဗျာရန်ကုန်မှာ KNTO ဌာနချုပ်ပြန်ဖွင့်မယ်သူပြောလိုက်တဲ့စကားဟာ2029မှာကျွန်တော်နိုင်ငံမှာ ရှိတဲ့အချမ်းဖတ်အာနာယူအုပ်စုလုံးဝကင်းစင်သွားပြီဆိုတော့အတိတ်ပဲတက်ရောက်သွားတယ် ဒီခြေနေကိုကျွန်တော်တို့ဝင်းရံကုညီဖို့အရေးကြီးပါတယ်ကျွန်တော်တို့ဟာအကောင်းမြင်ဖို့လည်းအရေးကြီးပါတယ်ဒါကြောင့်လက်ရှိအချိန်မှာလည်း KNU ရဲ့ဥဆောင်မှုနဲ့အတူကျွန်တော်တို့တောင်ပိုင်းမှာအကြမ်းမဖက်စစ် ခွေးတက်ဟာမရှိမလားခံစားနေရပါတယ်လင်းရင်လည်းဘုံဘလောက်ပဲကျင်းနေပါစေကျွန်တော်တို့ရဲ့စေးပြတ်မှတ်မှန်သမျှကျွန်တော်တို့လက်ထဲကိုတေချာပေါက်တို့တွေအနှင်းနေရပါတယ်ဒါကြောင့်လည်းပဲ ကျွန်တော်တို့မာလာနဲ့လက်ဖက်ချောက်ဟာကျွန်တော်တို့လူငယ်တွေကိုစိုးရွံ့ကြောက်လန့်ထိတ်လန့်နေကြရပါတယ်။အဲ့ဒီအကြောင်းတွေမပြောခင်မှာ အာနာရှင်နေဝင်းရဲ့မြေအေးနေဝင်းက PDF တွေတိုက်လို့တတ်မတော့ဘာမှမဖြစ်ဘူး။ PDF တွေတိုက်လို့ဘိုလ်ကြီးတယောက်ဘိုလ်မှုတယောက်အေးအေးပြတ်မသွားဘူးဆိုတဲ့သူ့ရဲ့ပါဇက်ကပြောခဲ့တဲ့စကားကျွန်တော်မြင်ပါတယ်မှတ်မိအောင်မထင်နဲ့။ကျွန်တော်လူငယ်တွေကတော့ခေါင်းခေါင်းမှတ်ထားပါတယ်။ သူပြောတဲ့စကားနဲ့အခုလက်ရှိကျွန်တော်တို့မြို့တွေရွာတွေတိမ်တရေမှုတွေတိမ်ဘိုးချုပ်တွေတိမ်ဘုံမှုတွေအကုန်လုံးကိုပါအရှင်ရောအသေးရောတိုင်ရဘလဘွားနဲ့ဖန်စီထိမ့်သိမ့်ကျွန်တော်ပြည်သူရှေ့မှာဒူးထောင်နေရတဲ့အခြေအနေတွေနဲ့သူပြောတဲ့စကားနဲ့ပြောင်းပြန်ဖြစ်သွားတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီပြီးတော့အခုအချိန်မှာပြည်သူ့ကော်မတီတပ် PDF တွေကိုတတိထားဖို့ ਨੇ PDF တွေဟာနေပြည်တော်အထိလဲရောက်ရှိနေတဲ့အကြောင်းကိုလက်ဖက်ချောက်စိုးဝင်းကသူ့ရဲ့အစည်းအဝေးမှာတရားဝင်ထုတ်ဖော်ပြောဆိုခဲ့တယ်။ PDF တွေတော့ပဲအင်အားကြီးလာတာ။သူတို့တွေဘာကြောင့်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF လူငယ်ကိုကြောက်လန့်နေကြရတာလဲ။ဟုတ်ပြီ။ဒါဆိုရင်သူတို့ခုချိန်မှာကျွန်တော်တို့နေပြည်တော်အထိ ကျွန်တော်တို့စိုးမိုးထိ ंछ ုံနိုင်တဲ့အခြေအနေတွေပြီးတော့ကာပစလက်နက်ထုတ်ဆက်ယုံတွေရဲ့တောင်းငင်ခံအရာရှိလက်နက်ထုတ်နေတဲ့ကောင်တွေအကြီးပိုင်းတွေကိုပါကျွန်တော်တို့ဖန်ဆင်းနိုင်တဲ့အခြေအနေတွေကိုသူတို့လည်းကောင်းကောင်းသိထားပါတယ်။နေရာဒေသတီးတီးမှသူတို့ဟာယူနီဖောင်းဝတ်ပြီးတော့မတော်မလာရဲတဲ့အခြေအနေတွေလည်းအမြောက်အများကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့ လက်မကျောက်စိုးဝင်းကို၌သူ့ရဲ့နှုတ်ကနေပြီးတော့တဏီယာနဲ့တဏီယာတောင်ဝင်ရသွားတယ်ဆိုရင်ယူနီဖောင်းမဝတ်ဖို့နဲ့ကြိုတင်ပြီးတော့သတင်းပေးဖို့ဖို့ပြောဆိုခဲ့တာတွေကိုလည်းကျွန်တော်တွေ့ခဲ့ရပြီဖြစ်တယ်။ဒါဆိုရင်လက်ရှိနိုင်ငံကိုအုပ်ချုပ်နေတဲ့သူတွေကဘယ်သူလဲ။ဆိုတော့ကြောက်မိပါပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းလို့ KNU ကသူ့ရဲ့အလုပ်ကို ပြ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 စတင်နေပါပြီဆိုတော့ကျွန်တော်တို့ KNU မှာပကညောကြီးတွေအများကြီးပြီးဆက်ပြီးတော့တိုက်ပွဲဝင်နေရှိတယ်ကျွန်တော်လူငယ်တွေနဲ့အတူတူကျွန်တော်လူငယ်တွေလည်းထိကြက်ဒဏ်ရာရရှိတာတွေရှိတယ်သူတို့တွေလည်းထိကြက်ဒဏ်ရာရရှိခဲ့တဲ့ကျောင်းတွေပြီးဆက်ခဲ့ရတဲ့သူတွေရှိတယ်ပြော့ခရင်အရာရှိငယ်လေးတွေပြစ်ဆက်ခဲ့ရတာတွေလည်းရှိပါတယ် ဒီချီကတော့အပီးဖြတ်မှာမို့လို့ KNDO ဘိုလ်ချုပ်စောရှိလီကို night 2020မှာရန်ကုန်မှာ KNDO ဌာနချုပ်ဖွင့်မယ်လို့သူနှုတ်ကတရားဝင် ပြောဆိုခဲ့တာဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာအကြမ်းဖက်စစ်ခွေးတက်ရဲ့နောက်ဆုံးသောအချိန်အလွန်အင်တန်နီကနေပြီး ဒီအာနာရှင်တွေရဲ့နောက်ဆုံးတော့သွားရမယ်လမ်းဘလူမျိုးဆက်သိမ်းမလဲဆိုတာကိုကျွန်တော်နဲ့ကျွန်တော်ရဲ့မိဘတွေဒါကျမ်းမာဘေးကင်းစွာနဲ့စောင့်ကြည့်နိုင်ဖို့အတွက်တဦးချင်းစီတိုင်းကျမ်းမာရဲ့အထူး view site ပေးပါလို့ကျွန်တော်လေးလေးနက်နက်မှာကြားလိုပါတယ်နက်နက်ပေးစေပေးကပေးကြောင်းနေတယ်ကျွန်တော်နိုင်ငံတကာမှာရှိတဲ့မိဘပြည်သူတဦးချင်းစီတိုင်းဘေးရနဲ့ကင်းရှင်းပါစေကြောင်းလေးလေးနက်နက်ဆုတောင်းခြင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါ